အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကောင်တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်905လ2025ကနေ17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟော်ကင်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလအတွင်းမှာဘလို့ကန်တရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အဲဗီရင်မျက်နှာပဲကြည့်ပြီးပြောကြပါသေးတာနော် အဲတေချာတော်ကတော့ဒီတပတ်တာကာလာဒီတောက်ကြသာသမီတွေအတွက်အမရံကံကောင်းတဲ့ရက်ကောင်းရတာတွေဖြစ်တာတွေ့ရတယ်ဗျာနော်ဆိုတော့အလုတ်ကအစပြီးပြောကြပါဆိုဗျာနော်ဒီကာလမှာတောက်ကြသာသမီတွေလက်ရှိအလုတ်ကဖြစ်စီနေရာထိုင်ခင်းဖြစ်စီပြောင်းတာပြင်တာရွှေ့တာမျိုးတွေဖြစ်တတ်တယ်သို့တော့ကောင်းသောပြောင်းခြင်းအနေနဲ့ပြောင်းရတာမျိုးဖြစ်တာများတယ်ဆိုတော့ဒီချက်ကတော့လက်ရှိအလုတ်မှာဗောလေရာထူးတိုးပြီးနောက်တစ်ဆင့်တက်သွားတဲ့အနေအထားတွေဖြစ်တယ်ဗောအဲ့ဒီမှာဝန်ထမ်းတွေဆိုလို့ရှိရင်အစိုးရဝန်ထမ်းတွေဘာတွေဆိုရင်ရာထူးတိုးဆောင်ွက်တွေဘာတွေဖြေပါဗျာ အောင်နေဆိုတော့ gain သွားပါနေတာတွေ့ရတယ်ဗျာနော်ဆိုတော့ဒီလိုအခွင့်အရေးမျိုးကအများတိုင်းကြုံတာမဟုတ်ဘူးရာတို့တို့ပြီးတော့တခြားတဏ္ဍာရပြောင်းရတာမျိုးဖြစ်တတ်တယ်တချို့ကရာတို့မတွန့်ရင်လောင်းလာတာတွေပါတွေ့ရတယ်ဆိုတော့အနေထားတွေဖြစ်တယ်ဗျအဲ့တော့ဝန်ထမ်းတွေဆိုရင်တော့တော်တော်လေးအားကောင်းတယ်နော်အခွင့်အရေးတွေရရှိပိုင်ဆိုင်တယ်ဟိုအထက်လူကြီးတွေရဲ့အကူအညီစောင့်ရှောက်မှုတွေအေကံမုတ်ချရတယ်ဒါပေမဲ့လို့ကောင်းဘလောက်ပဲကောင်းတယ်ပြောပြောပေါ့လေခုနကလှုပ်ဖို့ကိုင်းမဲ့လူတွေအောက်လက်ငယ်သားတွေကမန္တလေးတိုက်ခိုက်မှုတွေကတော့ဒါကတော့လောကသဘာဝအရအကျုံရတာပေါ့လေသို့သောခေါင်းနဲ့မထက်နဲ့ဒီကာလမှာကိုကအထက်မှာဖြစ်သွားပြီ လှုပ်ချင်တာလှုပ်လက်ညှိုးညှိုးကရေဖြစ်မဲ့ဆိုတဲ့ကာလလို့ခေါ်တယ်။ကိုယ်ဆောင်ရသမားကိစ္စတွေကထုံထုံပေါပေါနဲ့အောင်မြင်တယ်ဗျာနော်။နောက်ဆုံးပြဒီကာလမှာယူကောက်ပဲဝင်ခဲ့ရင်တော့မှယူကောက်ခံတဲ့သူဖြစ်တယ်လို့အဲအဲ့လောက်ထိကံကောင်းတဲ့အနေထားမှာပါတော့အမရံကောင်းတယ်ဗျာနော်။ပြီးတော့ကိုတယောက်လည်းကောင်းတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အဲစင်မိုးသားချင်းညီကောင်မတော်မိသားစုပါအဆောက်ကောင်းတဲ့ဟာလေးတွေနဲ့အဲတရင်စကားလေးတွေကြားကြုံရတာမျိုးတွေဖြစ်တတ်တဲ့သဘာဝရှိတော့ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်။အထူးသဖြင့်ဘယ်ဟိုပို့ပြီးသဘောကျလဲဆိုရင်ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးပို့ပြီးတော့သဘောကျတယ်။ တောက်ကြတာသမီးတွေဒီကာလမှာဆောင်ဝဲဖြစ်လာတဲ့ညီငယ်ညီမငယ်တွေရှိရင်အဲဒရင်ကောင်းစောင့်နေတဲ့သူတွေရှိရင်ဒီကာလမှာဖြစ်တဲ့ဆောင်ဝဲအောင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်ပြီးပါမှာကြောင်းသွားတက်ဖို့အကြောင်းလျှောက်တဲ့သူတွေဆိုလဲလျှောက်တဲ့ဟာတွေအောင်တာပေါ့ဗီဇာတွေပါတွေလျှောက်အောင်နေပြဒီကာလ passport တွေပါတွေလို့အမြန်ပြည့်ပြတ်တဲ့ကာလလို့ခေါ်တယ်နော်သင်တန်းအသစ်တွေထက်တက်ရတာဆရာကောင်းသမားကောင်းမိကောင်းဆွေကောင်းတွေနဲ့စုံစည်းရတဲ့ကိစ္စမှာပါတော့ပညာရေးကတော့လက်ညှိုးညွှန်အောင်ရေးဖြစ်တယ်စိတ်မပူပါနဲ့အဲ့ဒီမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေထဲမှာကိုပိုင်စီးပွားရေးအနေနဲ့ပေါ့လေကျောင်းတွေပါတွေ ထောင်ချင်တဲ့သူတွေရှိရင်လှုပ်ဆောင်ပါဗျာဒီကာလကအကောင်းဆုံးကာလပေါ့အဲ့ဒါဆိုမူကြိုပဲဖွင့်ဖွင့်ပါပဲဖွင့်ပြပါကိုပိုင်ကျောင်းတွေပဲဖွင့်ဖွင့်ဒါမှမဟုတ်တင်နာနေပါလေဖွင့်ပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာယင်းနှီးမြှုပ်နှံပြီးလှုပ်အမှန်တန်အမှန်တန်အကျိုးပေးတယ်ဒီကာလကစတင်ပြီးလုပ်တဲ့ကိစ္စတွေကဘဝတက်တက်တာအတွက်ပါကောင်းတယ်ဗျအစကောင်းတော့အနောင်သိချတယ်ဆိုတဲ့ကာလပေါ့နိအဲ့တော့လှုပ်ဖြစ်အောင်လှုပ်လက်ရှိလုပ်တဲ့အလုပ်မှာဟိုကကဖိအားပေးမှုဒဏ်လေးတွေမခံနိုင်တဲ့အခါမှာထွက်ချင်ပြောင်းရင်လည်းစိတ်လေးတွေပေါ်တယ်ထွက်ခက်ပြောင်းခက်ရင်လည်းနောက်ပြောင်းတဲ့အလုပ်တစ်ခုကပိုကောင်းပါမလားဆိုပြီး အဲလူဝင်နေတဲ့အချိန်ဆနေတဲ့သူတွေတွေလည်းရှိကြပါလိမ့်မယ်အဲ့တော့ပြောင်းလို့ရတဲ့အနေအထားဖြစ်တယ်ဒီကာလကပြောင်းလို့အကောင်းဆုံးပဲပြောင်းရင်လည်းတင်တယ်နောက်ပြောင်းတဲ့တစ်ခုကဒါထက်ပိုကောင်းတဲ့နေရာတစ်ခုရောက်သွားမှဆိုတော့ပြောင်းရင်ချွေချင်ပြောင်းမရအောင်ပြောင်းလို့ရတယ်နော်အဲ့လိုမှမဟုတ်ဘူးထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်အကောင့်ထဲပို့ပြီးလုပ်မယ်ဆိုရင်လည်းဒီကာလကလုပ်လို့အကောင်းဆုံးသောကာလလို့ခေါ်တယ်ကနော်တခုတော့ရှိတာပေါ့လေအလုပ်တွေပါလေလုပ်တဲ့အခါမှာတော့အဝိထက်တို့ ठी ဖနာတို့အထယ်လေးလုပ်ငန်းတို့ဒါမှမဟုတ်ကိုယင်းနှမြုံနှံပြီးလုပ်တာမျိုးတွေတွေကတော့လောလောဆယ်မှာမသိတော့သေးဘူးမလုပ်စေချင်ဘူး နော်ပြီးတော့အဲရွှေတို့ငွေတို့ကြောက်တံပြတော်များစသည်အားဖြစ်ပေါ့လေအဲ့ဒါမျိုးတွေရောင်းဝယ်ဖောက်ကားတာနော်အဲကြောက်မဲ့တော်နာတွေလှုပ်တဲ့ကိစ္စတွေကလည်းယင်းဒီမျိုးတော်မျိုးတွေကမတင့်တော်ဘူးအဓိကလှုပ်ဆဲနေတာကခုနကပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတို့စံစဘာတွေရောင်းဝယ်တူလောင်တာပယ်ပြောင်းပွဲစားပွဲဝင်လုပ်ငန်းတွေရောင်းဝယ်တူလောင်တာနော်အဲ့ဒါမျိုးတွေကအမှန်တန်အကျိုးပေးတယ်မြေရောင်းဝယ်တွေလှုပ်စက်ပစ္စည်းတွေပါတယ်ရောင်းစားလဆိုင်တွေပါတယ်ဖွင့်အမှန်တန်အကျိုးပေးတဲ့ကာလလို့ခေါ်တယ်ဗျတော်တော်လေးအဆင်ပြေပါတယ်နော်အဲကိုကိုယ်တိုင်ဖြစ်စေကိုယ်အနေနာပတ်ဝန်းကျင်မှာဖြစ်စေ ဆိုင်အသစ်ဖွင့်တာတို့ဆိုင်ဘုတ်အသစ်ဖွင့်တင်တာတို့ကုမ္ပဏီအသစ်ဖွင့်တာတို့ဒါမျိုးတွေမြင်ခဲ့တွေ့ခဲ့ကြားခဲ့ရင်ကိုယ့်ရဲ့စီးပွားလက်လာပါလေးတွေပို့ပြီးတက်တယ်ဒါအပြင်ကိုယ့်ရဲ့အိမ်ကိုအလူဖိတ်စာမင်္ဂလာတောင်ဖိတ်စာလေးတွေကြုံရကြားရတာရောက်လာတာမျိုးတွေဖြစ်တတ်တယ်ရောက်ခဲ့ရင်လည်းစီးပွားလက်လာပါပို့ပြီးတက်တယ်သူကအမှန်တန်ကောင်းတယ်အဲ့လိုအလူပွဲမင်္ဂလာပွဲတွေကိုကိုယ်တိုင်ကိုယ်ကျပတ်ဝန်းကျင်ဆောင်နိုင်ရင်ပို့ကောင်းတယ်သွားပြအောင်သွားသိချင်တယ်အဲ့ရနေပြင်လာပြီးတဲ့နောက်ပိုင်းစီးပွားလက်လာပါတက်တယ်ပေါ့နော်တခုတော့ရှိတာပေါ့နာရီတွေပါလေဖိတ်စာလေးတွေရောက်လာရင်တော့မကောင်းဘူးလက်ပိတ်တက်တယ်လူခိုက်တက်တယ် ဖြစ်နိုင်ရင်ဒီကာလမှာနိုင်ရည်တွေပါတယ်မသွားစေချင်ဘူးပေါ့လေသွားကြရင်မကောင်းဘူးတခြားတယောက်ယောက်ကိုဆဲလို့တာကပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းလေဗျာနော်မဖြစ်မနေသွားမယ်လုံးဝမသွားလို့မရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုရင်လည်းပြန်လာပြီးတဲ့နောက်ပိုင်းတယောက်ကမိုးလေးနဲ့ခေါင်းလေးလျှော်ပြအောင်လျှော်ပေးပါလို့အကြံပေးပြရစီနော်ငွေချေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာငွေချေးလက်လာပါလေတွေအမရန်ရှင်နဲ့အဲဆုလို့ဆောင်လို့ရတဲ့အနေအထားမျိုးတွေဖြစ်မယ်ငွေချေးလေးတွေရတဲ့အခါမှာကိုယ့်ထက်ကြီးခဲ့တဲ့မိဘဆရာသမားတွေကိုပြန်ပြီးပြုစုလုပ်ပေးနိုင်တဲ့ထောက်ပံ့ပေးနိုင်တဲ့အနေအထားလေးတွေဖြစ်လိမ့်မယ်နော်ကောင်းပါတယ်ဗျ ငွေချင်းနဲ့ပတ်သက်ပြီးတခုတော့ရှိပါတယ်ကုန်စရာတခုရှိတာအဲ့ဒါဘာလဲလို့မေးလို့ရှိရင်အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးငွေကုန်ချေချများလာမျိုးတွေတော့ဖြစ်တယ်တော့သတိထားပြီးတခြားကြောင့်မဟုတ်ဘဲနဲ့လေအဲ့ဒါမျိုးတွေကပို့ပြီးထိတယ်ဂယုဆိုင်ပါလို့အကြံပေးခြင်းတယ်ပြီးတော့ကောင်းနေတဲ့အားရရနေအနောက်ရှက်လေးအနေနဲ့အဲ့ညီကောင်မတော်အဆွေမျိုးသားသမီးစသည်အားဖြင့်သူတို့ကိုအကြောင်းပြုပြီးတော့ရောင်ရောင်ကြောင်ပြဿနာလေးတွေလိုက်လပါဖြေရှင်းရမှာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတွေတော့ချက်သတိထားပြီးကိုယ်တော်တော်တိုင်းတော့မထီဘူးပေါ့လေအဲ့အောက်လက်ငယ်သားတွေခုနကသူတွေကိုအကြောင်းပြုပြီးတော့ပဲ ပြဿနာလေးတွေဖြစ်မှာဗျာနော်ပြီးတော့ဒီကလာမှာတချို့အရှိဘုံအရှိကံကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ကြီးကြီးမားမားရတာမျိုးတွေတွေဖြစ်တတ်တယ်တရားတော်မှာအမှုကင်းရင်ဆိုင်နေရတဲ့သူတွေဆိုရင်ဒီကလာမှာအမိတ်ချမယ်ဆိုရင်ကိုယ့်ဘက်ကအနိုင်ရရှိမယ်ဆိုတဲ့ဂိမ်းတွေမှာပါတဲ့အတွက်အမရံကောင်းတယ်အမှုကင်းတွေဘာတွေရင်ဆိုင်ရတဲ့သူတွေဆိုလဲရှင်းနေရှိရတဲ့အခေါ်မယ်ဆိုလို့ရှိရင်ဇာတာပရိသတ်သမီးရှင်းနေရှိရတဲ့ကိုခေါ်မယ်ဆိုရင်ကိုယ့်ဘက်ကပို့ပြီးတော့အနိုင်ရတဲ့ဂိမ်းတွေမှာပါတော့ဘာမှစိတ်ပူစရာမလိုဘူးအထောက်အောင်ကြားတဲ့သူတွေဆိုရင်ဒီကလာမှာပြန်ပြီးလွတ်မြောက်မယ်ဆိုတဲ့ဂိမ်းတွေမှာသွားပါတယ်ကနော်တော်တော်လေးအားကောင်းပါတယ် တခုမှကျွန်တော်ကခီးတွေပါတွေသွားတဲ့ခါမှာတော့အထူးသတိထားပေးရမယ်။နောက်သွားကျင်နိုင်မသွားနဲ့ပေါ့။ဖြစ်နိုင်ရင်အိမ်ထဲမှာနေတော့ပိုကောင်းပါတယ်။အဲဆိုလိုချင်တာကရေနဲ့ပတ်သက်တဲ့ခီးများနေလုံးဝမသွားရင်ပိုပြီးတော့ကောင်းတယ်ဗျာနော်။ပြီးတော့အထူးသဖြင့်အမြောက်ရောက်ကိုခီးသွားခြင်းလေးတွေတစ်ချက်ထပ်ပြီးတော့ရှောင်ပေးပါအောင်လို့အကြံပေးခြင်းလို့နော်။ဘေးရနေလေးတွေတော့ရှိလက်တဲ့သဘာဝရှိတယ်။ကျမရင်တော့ပတ်သက်ရင်တော့ကိုယ်တခြားပါယောဂနဲ့ပတ်သက်ပြီးဖြစ်ခဲ့မယ်ဆိုရင်အမျိုးသမီးတွေဆိုရင်သွေးသားတဲ့အိမ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်။အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်သွေးတိုးတာ သွားတဖုံနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့တော့အထူးသတိထားပြီဒါအပြင်လေထိုးလေထိုးလျောက်လေးတွေပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်ဂယူးဆိုင်ပြီပါတချို့ကတော့လက်ခေါင်းနဲ့ပတ်သက်ပြီးဖြစ်တယ်အမျိုးသမီးတွေဆိုတော့တက်အိမ်မှာလာပြီးတော့ထိတဲ့အတွက်ဗိုက်ပါတွေအရန်အောက်တက်တဲ့ဘဝရှိတယ်သို့တော့ကျမကြီးနဲ့ပတ်သက်ပြီးဟိုဖြစ်ခဲ့ရင်တော့ခန္ဓာပြက်ကနေပါလေတော့ကျွန်တော်မမြင်ဘူးပေါ့လေအဲ့တော့အဲကျမကြီးညာလို့ဆေးရုံဆေးခံပြမယ်ဆိုလဲဂျာသပရိသတ်မီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့အနာနဲ့ဆင်းနဲ့တို့ပြီးယောဂတက်တာတယ်လို့အဲအဲ့လိုလေးဟောပေးခြင်းနဲ့ကြာနော် မြစ်တာရင်းနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေဒီကနေ့မှာနှမျိုးတော့ဖြစ်ရတယ်တမျိုးကကြတော့ချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရတယ်ချစ်သူရှိတဲ့သူတွေဆိုအိမ်တော်ကြတယ်အိမ်တော်မကြကြချစ်သူပဲရရကောင်းတယ်ပြီးတော့ကွဲကွာနေတဲ့ချစ်သူတွေကိုယ့်ရဲ့ရည်သားဟောင်းတွေကိုယ့်စီကိုပြန်လာတတ်တဲ့ကိန်းရှိတယ်အဲ့တော့ကိုကလက်ရှိလက်ပတ်သက်နေတဲ့တယောက်ကရှိတယ်ဟိုအရင်ဟောင်းလဲကိုကမဖြစ်နိုင်တဲ့အနေထားမလို့တာဟိုခွဲခဲ့ကြတယ်လွဲခဲ့ကြတယ်ဗောလေပြန်လာတဲ့အခါမှာအရင်တောင်းတဲ့အဟောင်းကြောင့်လက်သင့်ခံနေတယ်ဒီမှာလည်းပတ်သက်နေတဲ့သူတွေရှိတယ်ဆိုတဲ့အခါမှာအဲ့မှာသုံးဆိုင်နေဟိုလိုလိုဒူဒူလိုနဲ့ပတ်ချပါတော့လဲတတ်တယ် အဲ့ဒါတော့သတိထားပေးအဲ့လိုဖြစ်ခဲ့ရင်ဝင်လာမဲ့ငွေကြေးစီးပွားလက်လာပါတွေပါလက်ပိတ်ကျသွားတာလေးတွေဖြစ်တတ်တယ်အိမ်တော်တွေအဖို့ကြတော့ဘာဖြစ်လဲဆိုတော့ဒီကာလမှာအခုမှအထဖြစ်တဲ့ပြဿနာမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့အချိန်မှာဖြစ်ခဲ့တဲ့ပြဿနာကိုအကြောင်းပြုပြီးတော့ဒီကာလမှာလင်မယားတွေစကားများရံဖြစ်တာတွေအခက်မသိရင်ရောရောက်ခရောက်လက်မထိုးကွယ်ရမယ့်အနေအထားတွေဖြစ်တတ်တယ်အဲ့လိုမျိုးမှမကွယ်ဘူးဆိုရင်သူကဘာဖြစ်လဲဆိုတော့တယောက်တနေရာဒီခွဲနေရတဲ့အနေအထားမျိုးဖြစ်တတ်တယ်အဲ့တော့ဒိဋ္ဌာပေးပါလို့အကြံပေးခြင်းနဲ့စောင်းအယံပွင့်တဲ့ကာလလို့ခေါ်တယ်ဗျာနော်ချစ်သူမရှိတဲ့သူတွေတော့ဘာမှမပူနဲ့ချစ်သူရလာနိုင်မယ်နော်ရရင်လည်းကောင်းတာဖြစ်တဲ့အတွက်အဆင်ပြေတယ် အိမ်အောင်ပြုမယ်ဆိုနေပြုလို့အကောင်းဆုံးတော့ဖြစ်တယ်အဲ့ရှိနေတဲ့လူတွေတန်လို့တိုးလို့တန်လာမဲ့ဒုက္ခရောက်တတ်တယ်ဗျအဲ့တော့အမေလ96890ဆက်တွေဇက်ထိုက်ပဲဗျကြည့်တာအဲ့ရက်တွေအကုန်လုံးတောက်ချောင်းအမရန်ကန်ကောင်းတယ်ဗျအယူရခွက်ခက်လောက်ဖို့ခက်လောက်အောင်ပေါ့လေအခွင့်အရေးတွေနှမျိုးတပြိုင်နဲ့ပေါ်လာတာမျိုးတွေဖြစ်တတ်တယ်လုပ်ငန်းအကြံစီတွေအောင်မြင်တယ်ငွေကြေးကိစ္စလေးတွေစကားပြောဆိုရင်အဆင်ပြေတယ်ကုညီမသာစောက်ချောင်းမဲ့သူတွေအမရန်ပေါ်တဲ့ကာလလို့ခေါ်တယ်မိကောင်းဆွေကောင်းတွေထောက်ပံ့မှုတွေရမှာဖြစ်တဲ့အတွက်ဘာမှစိတ်မူစရာမလိုဘူးအဲ့တော့ ဒီကလာမှာတခုမှစရာရှိတာကကို့အကဲမြန်စိတ်ဒုက္ခပေးခဲ့မယ်ဆိုရင်ဘန်ဒီသားသမီးတွေပေးမလဲလို့မေးတဲ့အခါပေါ့လေအထူးသဖြင့်စနေနေ့ဘုဒ္ဓကူအဓိကထားပြီးပြတာဖြစ်တဲ့တဲ့တို့ကစနေသားသမီးဘုဒ္ဓကူသားသမီးတွေကိုသတိထားရှောင်ရှားမယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ကောင်းကောင်းကြီးဒုက္ခပြလိမ့်မယ်ဂရုစိုက်ပြီးပါဗျာနော်ကန်ရရရထောက်ပံ့မှုတွေအပြေအဝရအောင်နတ်ပြာရအောင်အညိုရအောင်အဝါရအောင်အဆက်ရအောင်အရင်အဲ့ဒါတွေကိုအဓိကထားပြီးတော့ဝတ်စင်သုံးဆွဲပေးပါဒါအပြင်စိန်ချပန်းဇပယ်ပန်းပိန်ပန်းမေရွတ်ပန်းတစ္ဆပန်းအဲ့ဒီပန်းတွေကို မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့ဒုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာဒါသမီးတွေဒီတစ်ပတ်ကာလကလက်ညှိုးညွှန်အားရေဖြစ်တဲ့ကာလအမရန်ကံကောင်းတဲ့ရတ္တပတ်ကာလဖြစ်တဲ့အတွက်ဘာမှတော့သိစိတ်မှုစရာမလိုဘူးသို့တော့အနှဲငယ်သောအញ្ញံခိုက်တွေကလည်းရှိတတ်တဲ့သဘာဝရှိတာဟုတ်အဲ့တော့အញ្ញံတွေကင်းပြီးတော့ကောင်းတဲ့ကံတွေပိုကောင်းဖို့အတွက်ရရလေးချီရမယ်နော်ရရနေနဲ့ဘလောက်ကမယ်ဆိုတော့ဘောရင်းညောင်ဝင်မှာရှိတဲ့မြတ်စွာဘုရားကိုကောက်ညင်ပေါင်းပူပူနွဲ့နွဲ့လေးမနက်စောစောလေး တွားရောက်ကတ်လူပေးပါကိုရံလည်းစားသုံးလို့ရတယ်အနည်းနာကသူတွေကိုလည်းဒါနပြုကောက်ငင်မောင်းလေးတွေးပေးပါကောင်းတဲ့အရာလေးတွေဒီနေ့ကစားပြီးတော့ကြာရောက်ပြီဆိုတာလေးအဲလေးလေးနက်နက်လေးဆူတောင်းပေးပါဗျာနော်အဆင်ပြေလာပါလိမ့်မယ်ကျွန်တော်ကအញ្ញံခန့်လေးတွေပြေပြောင်းချင်တယ်ဆိုရင်ကိုယ့်အိမ်မှာရှိတဲ့ထီးအဆုပ်တွေဖနက်အဆုပ်တွေရှာဖွေပြီးတော့ကိုယ်တိုင်ကိုယ်ကျလမ်းထိပ်ကအမိုက်ပေါ်မှာသွားပြီးစွန့်ပစ်လိုက်ပါဒါဆိုရင်တော့အញ្ញံလေးတွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပူရီကောင်းသွားပါလိမ့်မယ်တောက်ကြတာတမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရစေ။